ားပါရှင်ကုကီဝဲခိုင်မကျေးဇူးပါတယ်ဒီနေ့ကတော့စီရမငပြေမလေးပေါ်ရမယ်ငပြေမ80ဒါဝယ်ပြီးတော့အချင်းစီပြန်လေးချက်မှာဖြစ်ပါတယ်ငပြေမလေးကိုဒီချာကင်ပြီးတော့ရေးစေးတက်တင်ထားပါတယ်ရှင်ခရင်ချင်းဒီတုံးလုံးပပလီထားပါတယ်ကျွတ်နေနှလုံးလေးပပလီပြီးတော့ညံအောင်ထောင်းထားပါတယ်ရှင်တဲကိုပူလာရင်စီထည့်ပြီးတော့စီပူလာရင်တော့ဆမီးမုတ်လေးနေနေထည့်ပြီးတော့ဆမီးမုတ်ချက်တဲ့ဒီခဏစားပါမယ်ရှင် ွေးမှုကိုစီရောတက်လာပြီဆိုလို့ရှိရင်တော့ထောင်းလာတဲ့ကျတော်ညီလေးကိုလိမ်နေအောင်စတတ်ပါမယ်ရှင်။အဲဒီကငပြေမလေးကိုအချင်းစီပြန်လေးစားတင်နိုင်တဲ့အတွက်ကြောင့်မလို့ခရင်တင်တင်လေးထည့်တဲ့အပြင်မှာပို့ချင်အောင်လို့ပေါ့နော်မကြီးကြီးမကြီးကြီးလေးထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မကြီးကြီးလေးကိုလည်းရည်စိမ်ထားပါရဲ့ရှင်။ကျတော်ညီလေးကို၆ပြီးတော့လိမ်လာအောင်လို့မှုန်ပေးပါရဲ။စီနေတဲ့အတွက်ကြောင့်မလို့တဲဘူးကတဲ့အဲဒါကြောင့်မလို့မနာရန်ကိုမှုန်ပေး ရောင်တင်မှုအရောင်တင်မှုလေးရောချစ်တွန်လေးရောကြက်လာပြီဆိုလို့ရှိရင်တော့ခရင်ချင်းဒီလေးထည့်ပါမယ်ရှင်ခရင်ချင်းဒီလေးထည့်ပြီးတော့လုပ်ပါမယ်ခရင်ချင်းဒီလေးကအင်းဒီလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့နူးလွယ်သွားအောင်လို့ပေါ့နော်ရေလေးအနေနဲ့ထည့်ပြီးတော့ခရင်ချင်းဒီလေးခြေလေးထိခောက်ပေးပါမယ်ရှင်အင်းအမေရရတာအတွက်ပူတော့ငားငံပြားရေလေးစတီးစုံနဲ့နှစုံထည့်လိုက်ပါရှင် င်းရှင်သီးလေးလေးကြက်ပြီးတော့ခင်းရှင်သီးလေးလေးကြည့်ပြီးကြည်လာလို့ရှိရင်တော့ခုနကတင်ပြနေတဲ့ပြည်မလေးကိုထည့်ပြီးတော့လုံပါမယ်။ပြည်မလေးလေးကိုမကြက်ခင်အချိန်မှာဟင်းနေနေရောအောင်နာနာလေးလုံပါရရှင်။ပြီးရင်တော့ရေနှဲငယ်ဆွတ်ပြီးတော့ခနာအမနဲ့လောက်တဲ့ပြီးရင်တော့မှာတော့ဂါဟင်းဦးလေးအစားဆူလာပြီပေါ့နော်။အဲလိုကဂါဟင်းဦးမွေတဲ့အခါမှာဆို င်းနေနေမပွင့်ပြရပါဘူးအောက်ခြေမကက်ရောငါးလေးတွေအကောင်မပြတ်ပင်နေအကောင်မပြတ်ပါဘူး